ချားမန်ဟုံတို့တောင်ကြပန်းတို့ထပ်ပိုးကောင်းတဲ့စီးစွမ်းကိုပိုင်ဆိုင်ထားတဲ့ဥပိန်ရုပ်ပန်းမိမ39ရောက်ယူထားပြီးမိသားစုဝင်169ရောက်ရှိတဲ့မိသားစုဟမ်အမိတခါချက်ရင်ဆန်သုံးလင်းချက်ရတဲ့မိသားစုမိမချမ်းကြည်တဲ့ဥပိန်ရုပ်ဒီလိုပြောလို့မဖြစ်နိုင်ဘူးလို့ထင်မှားသွားပါလိမ့်တကယ်ရှိပါတယ်။နည်းနည်းတော့ရိုင်းနေရှိရင်ခွင့်လွတ်ပါလို့ဂျိုနေတောင်းပန်ပါ။တောင်းပန်တေပါလို့ပဲတောင်းပန်ရဲလို့ပြောတာ။ဒီလူကြီးကအိန္ဒိယနိုင်ငံမြောက်ပိုင်းမီဇိုရမ်ပြည်နယ်ဘတရွာကဇိုင်ရိုနာဆိုတဲ့လူပဲဖြစ်ပါတယ်။ အဲဦးဆိုင်ရိုနာဆိုတဲ့လူကြီးကအိန္ဒိယနိုင်ငံသားဆိုပေမဲ့ရုပ်ကတော့တရုတ်လိုလိုပါ Hello Ni hao ကြီးရတာတရုတ်ပြည်မှာကလေးတယောက်ပဲယူခွင့်ရှိတာကိုစိတ်ကြိုက်မကြလို့အိန္ဒိယကိုဒိုးလာဖို့ညပါတယ် Namaste အဲ့တော့ဦးဆိုင်ရိုနာကိုနာမည်ခေါ်ရလွယ်သွားအောင်အိန္ဒိယနဲ့တရုတ်ပေါင်းပြီးဦးအိန္ဒိယလို့ခေါ်လိုက်ပါပြီသူ့မှာမိန်းမ39ယောက်ရှိပါတယ်

လောက်ခလာသာရှော့ချခြင်းနဲ့မန်ယူအသင်းပိုင်ရှင်ဂလီသာမိသားစုဆိုရင်ဒါမျိုးအကြိုက်တွေမှသိကြပါတယ်။ဘန့်မင်းမဆနဲ့ကွာ။မငိုချင်းလာပြီ။ဦးအေရောကြီးတို့မိသားစုကိုကပမိသားစုဝင်အများဆုံးဆိုပြီးတော့လူတီများကြပါတယ်။အသူ့ကို1945ဇူလိုင်22ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။သူ့ဘဝရဲ့ပထမဆုံးဇနီးတော့သူ့အသက်18နှစ်မှာသူ့ရဲ့၃နှစ်ကြီးတဲ့မမကြီးနဲ့လက်ထပ်ခဲ့ပါတယ်။ဘန်ပါလာ နောက်တနေ့အတွင်းမှာမိမ10ယောက်ထပ်ယူလိုက်ပါတယ်။နောက်ဆုံး39ယောက်မြောက်မိမကို2004ခုနှစ်မှာလက်ထပ်ခဲ့ပါတယ်။မိမဆိုရာယောက်ျားများရဲ့တတ်တာတမျိုးပါ။ဒီလောက်များတဲ့မိမတွေနဲ့မွေးလာတဲ့ကလေးတွေဘလို့တကြလဲစဉ်းစားနေရောပေါ့။အဲဥွေရောကတော့အခန်းပေါင်း100ပါပြီးတော့၄တက်ရှိတဲ့အိမ်ကြီးမှာထားရှိတယ်လို့သိရပါတယ်။ အရေးအဝေးဝိစာတွေကိုပထမဆုံးလက်ထပ်ခဲ့တဲ့မရအကြီးဆုံးကစီမံခန့်ခွဲပေးပါတယ်။စဉ်းစားစရာကဒီလောက်များတဲ့မိန်းမတွေတယောက်နဲ့တယောက်ရန်ဖြစ်မနေကြဘူးလားပေါ့။ဥယျာဉ်ရုပ်ကတော့ပြရသေးများရှိသလားထင်ရအောင်မိမကျန်းကြည်ချက်ကတော့အချင်းချင်းရန်ဖြစ်တာမျိုးလုံးဝမရှိဘူးလို့ဆိုပါတယ်။အဲမရှိမရှိမဲ့ရည်စားလေးတယောက်တောင်ခဏခဏစိတ်ကောက်လို့လို့ဘလို့ချောလို့ချောမှမတည်သေးတဲ့ခမည်းတော်ကတော့ဥယျာဉ်ရုပ်ကြီးစီအလဲသွားပြီးနီလန်ကောင်လေးပါလိမျှဝေပြီးအကြံတောင်းနေပါတယ်။ မီဇိုရမ်ပြည်နယ်ကဘတ်တန်ရာကိုရောက်ပြီဆိုတာနဲ့ဥဝေရုတ်တို့အိမ်ကိုမတိမှမပူရပါဘူးလမ်းတွေ့တဲ့သူကိုမေးလိုက်တာနဲ့ဥဝေရုတ်ရဲ့မိသားစုဝင်ဖြစ်နေမှာတရားရဂိုင်းလုံးတည်ကြပါတယ်တခါတခါဥဝေရုတ်ကြီးတောင်သူ့မှာမိမဘယ်လောက်ရှိသလဲဆိုတာတောင်တေချာမသိခြင်းမှုလို့ဆိုပါတယ်မိမ၃ယောက်က2005ခုနှစ်မှာတည်သွားကြပြီးတော့တချို့ကတော့ကွာရှင်းသွားကြတယ်လို့သိရပါတယ်အထက်ပြီးမေးတရားရှိရတာဥဝေရုတ်ကြီးသူ့မိမတွေနဲ့ဘယ်လိုအိတ်တယ်လဲပေါ့သူ့မှာမိမ22ယောက်ကအသက်40အောက်တွေဖြစ်ပါတယ် အဒီလိုငယ်တဲ့မိမတွေကတော့သူအိတ်တဲ့အခန်းနဲ့နီးတဲ့အခန်းတွေမှာပေးအိပ်ပါလေလေးတဲ့ကြော်တွေကတော့လွတ်ရကြွရပေါ့ပါသူနဲ့အိပ်ရမယ့်မိမတွေကို နေအလိုက်ဇရားနဲ့ရေးဆွဲထားပါလေဥွေယုံကြီးကတော့ကြားမှန်ုံနဲ့တောင်ကြပန်းထက်ကောင်းတဲ့စေစွမ်းများရှာတွေ့ထားသလားမသိပါဘူးဒီနေ့ကိုမိမ9ယောက်ကနေ10ယောက်ထိအတူနေပါတယ်အဒီတစ်ချက်နဲ့တင်မိတ်ဆွေတို့ဆရာတင်လို့ရနေပါတယ်ဒါလောက်များတဲ့မိသားစုကြီးအတွက်စားနေရိတ်ခါဆိုတာဘလောက်လုံမလဲဆိုတာ တွေးကြည့်စရာပါ မင်းတစ်ခါချက်ဆန်သုံးလေးချက်လောက်ဆိုတော့ရွာမှာဆိုအလူပေးနေသလားထင်ရပါမယ်။ဥေရောကတော့ဒီအတွက်စိုက်ပျိုးရေးလုပ်ပါတယ်။အဲသူကတော့သူ့ဆက်သူနိုင်တယ်လို့ဆိုရပါမယ်။အစိုးရစီကလည်းအကူအညီမျိုးပါအောင်။သားတွေသားသမတ်တွေကစိုက်ပျိုးရေးပရိဘောကဖြစ်တဲ့လက်သမားလုပ်ငန်းတို့အလူမီနီယံသုံးဆောင်တွေစတာတွေအသီးသီးကိုတာဝန်ခွဲယူကြပါတယ်။အမိန့်မတွေကသမင်းချက်၊သမီးနဲ့ချွေးမတွေကအင်တာရှင်းလို့ဝင်းမြွေလို့ဒါမျိုးတွေအသီးသီးလုပ်ကြပါတယ်။ ចောင်းနေရွယ်តាသမီးမြေးတွေအတွက်ကတော့ကိုပိုင်ចောင်းတော့ဆောက်လုပ်ပေးလိုက်ပါသေးတယ်။သူ့ရဲ့သတင်းဟာကဘာပြန့်နှံ့လာချိန်မှာတော့ကဘာလက်ခီးသွားတွေကလည်းအိန္ဒိယကိုရောက်ရင်မီဇူရမ်ပြည်နယ်ကဥယျာဉ်ရုပ်ကြီးတို့အင်ကြီးစီကိုလာကြပါတယ်။ဥယျာဉ်ရုပ်ကတော့ကဘာလက်ခီးသွားတွေကိုတော့မိမ39ရောက်ယူပြီးစိတ်ဝင်စားဆွဲဆောင်ပြခဲ့ပါတယ်။အခုလောက်ဆို လူကြီးမင်းတို့လည်းဥယျာဉ်ရုပ်ခေါ်ဥဆိုင်ရိုနာကြီးကိုလေးစားမိနေလောက်ပြီးထင်ပါတယ်။ ဥဝေရောကြီးစီမှာအကြံဉာဏ်နဲ့စေကောင်းဝါကောင်းလေးတောင်းကျင်တော့စိတ်မကောင်းပါဘူး။ဥဝေရောကြီးက2021ခုနှစ်ဇွန်လ13ရက်သူ့အသက်85နှစ်မှာရှောသွားပြီဖြစ်ပါတယ်။အဲသူမရှိတော့ပေမဲ့သူတို့မိသားစုကိုသူ့ရဲ့အကြီးဆုံးသားကဥစည်းဥဆောင်နေတယ်လို့သိရပါတယ်။ဥဝေရောကြီးစီကအကြံဉာဏ်နဲ့စေကောင်းဝါကောင်းလေးမရလိုက်လို့စိတ်မကောင်းဖြစ်နေတယ်ဆိုရင်တော့မပူပါနဲ့။တခြားနည်းလမ်းရှိပါသေးတယ်။ဒါတော့လူကြီးမင်းကကိုချစ်သူကိုဇနီးကိုပိုင်နေဆိုရင်ဥဝေရောကြီးရဲ့ကြံရှိခဲ့တဲ့ဇနီးတွေစီကနေ လေယောက်ျားဘောဘလူသဘောထားကြီးပြရမယ်ဆိုတာတွေကိုသွားတင်ခိုင်းလိုက်ပါဟုတ်ကဲ့ဒါတွေမပြောပြခင်မှာလူကြီးမင်းရဲ့တငယ်ချင်းစီကိုကြိုတင်ဖုန်းဆက်ထားဖို့တော့လိုအပ်ပါလိမ့်မယ်ကိုစိုးကြီးရဲ့တယ်လီဖုန်းတငယ်ချင်းစီကိုဘာပြောရမလဲဆိုရင်တော့